်မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနကနေအော်တိုဘာလ16ရက်နေ့စိတ်ဝင်စားဖွဲ့ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့စကိုင်းမင်းကွန်းလန်းတွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခလာရ136မှကိုကြီးမင်းထွန်းစုအပါဝင်စစ်သား5ဦးသေဆုံးပြီးလက်နက်ခွနလက်ရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းစကိုင်းမင်းကွန်းလန်းတွင်စစ်တပ်စစ်ကြောင်းကိုစောက်ချိုတိုက်ခိုက်မှုခလာရ136မှအပူကြီးမင်းထွန်းစုအပါဝင် စစ်သား၅ဦးသေဆုံးပြီးလက်နက်9လက်ရရှိခဲ့ကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘလ73ရက်နေ့စကိုင်းမင်ကွန်လန်ပေါတော်ကြီးရွာတွင်ဖီသူများကိုဖမ်းဆီးစစ်ဆေးနေသောအင်အား20ခန့်ပါစစ်တပ်စစ်ကြောင်းကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကခင်ပုံွက်အတင်းဆောက်ကြိုတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်ခလာရ136မှဘိုးကြီးမင်းထွန်းဆိုအပါဝင်စစ်သား9ဦးမျက်မြင်သေဆုံးခဲ့ကြောင်း အချမ်းစစ်သား15ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးပြည်သူများထံမှဆိုင်ကနေကားများကိုအတင်းလူယူထွက်ပြေးသွားကြောင်းသိရပါတယ်။စစ်ခွေးတေစင်ကထပ်တိုးတော့မရသေးပါဘူး။စစ်ခွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူး။စစ်ခွေးတွေကပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေလူပြီးထွက်ပြေးသွားတာသူတို့အတွက်နေရာတိုင်းကမလုံခြုံဘူးဆိုတာပြကျင်တာပါဘူး။ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ UGF မှတာဝန်ခံကပြောပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းထံမှ MA1 တနက်နှလန်း၊ MA3 တနက်သုံးလန်း၊ MA5 တလန်း၊6လုံးပြူတလန်းအင်နာကတလုံးအိုင်ကွန်တစ်ခုတင်စီရမိပြီး ဒေါ်လာရေးရဲဘော်တအူချဆုံးခဲ့ရကြောင်းပြည်သူများအနေနဲ့စစ်တပ်နဲ့တပ်နိုင်သမျှခက်ဝေးဝေးတွင်နေထိုင်ကြရန်ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ကအသိပေးထားပါတယ်။ဆလပီလဘဒန်းမှာစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်ဒေါ်လာရေးတပ်တွေတိုက်ခိုင်းစစ်သား20ကျော်တေပြီး10ကျော်အရှင်ဖမ်းပြီးလက်နက်တွေလည်းတင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပဲခူးတိုင်းလဘဒန်းမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်ဒေါ်လာရေးတပ်တွေကတိုက်ခိုက်ရာစစ်သား20ကျော်တေဆုံးပြီးအရှင်ဖမ်းဆီးရမိသူ10ဦးကျော်ရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွင်နေ တရင်တာဝန်ရှိသူတွေကသတင်းဌာနကိုပြောပါရယ်အော်တိုဘာ15ရက်မှာလက်ပတန်မြို့နယ်တရက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါရယ်အသေး20ကျော်ရတယ်လို့အရှင်စေဦးထက်မင်းနဲ့ပေါ်လို့ဘကူအနောက်ချမ်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်ဒါပြင်လက်နက်အလက်20ဝန်းကျင်နဲ့စစ်သုံးဖြစ်စည်းတွေတင်ရတယ်လို့သိရပါရယ်စစ်ကောင်စီတပ်သားတိုက်ဆုံမှုတွေနဲ့အရှင်ဖမ်းမိတာတွေကိုတာယာဝတီခရိုင်တရင်3800နှစ်တပ်ခွဲနဲ့တပ်ခွဲငါကအကြည့်ပြုပါရယ် ကျွန်တော်တို့သတင်းထုတ်ပြန်ပြီးမှဖြေကြားလို့ရပါမယ်လို့တရင်3800နှစ်တက်ခွဲနှစ်တာဝန်ရှိသူကပြောပါတယ်။အော်တိုဘာတရက်ကလည်းလက်ပတန်မြို့နယ်မှော်အင်းအုပ်စုကမ်းပြိုကြီးကြီးရွာမှာစစ်မှုတန်းကြေကောက်ပြီးထွက်ခွာလာတဲ့အင်အား20ကျော်ပါစစ်သားနဲ့ရဲတွေကိုတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးသေပြီးတနက်နှစ်လက်နဲ့ခရဲအချို့ရရှိခဲ့ပါတယ်။ဆလပီရန်ကုန်တိုင်းတကုံမျိုးတင်မြောက်ပိုင်း32ရပ်ကွက်တွင် အုတ်ချုပ်ရည်မှုကြော့သိမ်းတဲ့အဖွဲကနေကင်းအချိန်လူငယ်များကိုစစ်မှုတန်းအတွက်ပေါ်တာဆွဲဖမ်းစီ ။ဆက်လင်းတွင်လည်းပေါ်တာဆွဲဖန်ဆီးမှုများဇက်တိုက်ဖြစ်နေစေဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်။ရန်ကုန်တိုင်းတကုံမြို့တင့်မြောက်ပိုင်းမြို့နယ်အမှတ်32ရပ်ကွက်တွင်နေကင်းအချိန်ရပ်ကွက်အုပ်ချုပ်ရေးမှုကြော်သိမ်းနေအဖွဲ့ကလူငယ်များကိုစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖန်ဆီးနေကြောင်းပေါ်တာဆွဲဖန်းစည်းခံရသောလူငယ်အချို့၏မိဘဆွေမျိုးများကသတင်းဌာနကိုပြောပါရယ်ယခုလအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းအဖက်စင်ဆက်ရှိအတွက်တတ်မှတ်လူငယ်အရေးအတွက်မပြည့်မီဟုအကြောင်းပြကဒဂုံမျိုးတင့်မြောက်ပိုင်းမြို့နယ်အမှတ်32ရပ်ကွက်အုပ်ချုပ်ရေးမှုကြော့သိမ်းနောက်လက်တပြည့် ရဲဝင်းထွေးနဲ့ထောင်ထွက်တခုများကနေကင်းအချိန်လူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးကြောင်းဖမ်းဆီးရရှိသောလူငယ်များအနက်မှငွေကြေးတက်နိုင်သူများကိုလူငယ်တအုပ်လျင်အနည်းဆုံး350ကျပ်ဖြင့်ပြန်လည်ရွေးခိုင်းနေကြောင်းသိရပါသည်။၃၂ရက်ကွက်အုပ်ကြီးကျော်သိန်းနောက်လိုက်ရဲဝင်းထွေးနဲ့ထောင်ထွက်တခုတက်တိုက်နေကင်းအချိန်လူငယ်တွေကိုလိုက်ပေါ်တာဆွဲတောင်းရက်ကွက်ထဲကလည်းမဟုတ်ဘူး။ကားမတ်တိုင်းလမ်းကျိုးလမ်းကြားသွားလာနေတဲ့သူတွေကိုပါဆွဲတောင်းပြီးရင်ငွေညစ်တဲ့ငွေမပေးနိုင်ရင်စစ်မှုရန်ဖို့တဲ့နောက်ပြီးရက်ွက်ထဲမှာလဲစစ်မှုရန်ကြေးဆိုပြီး တိန်အောင်ကိုငွေတောင်းနဲ့ချီကောက်တယ်အတော့ကိုစိုးစိုးရွားရွားရန်ကုန်မြို့ပေါ်လိုနေရာမျိုးမှာတောင်လုံနေတာဟုဒေသခံဖြစ်သူတအုပ်ကပြောဆိုပါတယ်အော်တိုဘာ23ရက်နေ့ညပိုင်းဆက်လင်းမြို့နယ်ရှိစင်ဖြူကျွန်းဆက်လင်းလမ်းပိုင်းတွင်မီကီမြန်မာ Wi-Fi ကုမ္ပဏီဝန်ထမ်းအသက်25နှစ်အရွယ်အမျိုးသားလူငယ်နှစ်ဦးသည့်အလောက်ကပြန်လာစဉ်အကြံဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ်ထို့အတူအောက်တိုဘာ15ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်ဆလင်းမြို့ပေါ်တွင်အကြံဖက်စစ်ကောင်စီတပ်သားများနဲ့ဖြူစော်ထီများကတနက်များပစ်ပေါက်ပြီးမြို့ထဲနဲ့ရပ်ကွက်များအတွင်မှလူငယ်2ဦးကိုဗော်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖမ်းဆီးထားသောလူငယ်များကိုဆလင်းမြို့မှရဲစခန်းတွင်ချုံနောင်ထားကြောင်းသိရပါသည်အလားတူအော်တိုဘလာ၁၂ရက်နေ့ကလည်းဆလင်းမြို့နယ်စိတ်ကြီးကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်တအုပ်ကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးချင်းတက်ဖွဲ့တွေဟာခါမြို့မှာရဲစခန်းကိုဝင်တိုက်ပြီးအကျဉ်းသားတွေကိုကယ်ထုတ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဟာခါမျိုးမရဲစခန်းကိုဒီနေ့အောက်တိုဘာ16ရက်မနက်အစောပိုင်း3:00နာရီအချိန်မှာချင်းမျိုးသားတပ်မတော် CNA နဲ့ CDF ဟာခါတပ်ဖွဲ့တို့ကစီးနှင်းတိုက်ခိုက်ခဲ့ပြီးအကြမ်းသားတွေကိုကယ်ထုတ်ခဲ့တယ်လို့သိရပါတယ်။အခုဝင်တိုက်တဲ့ရဲစခန်းမှာ CNA နဲ့ CDF တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထားတာကြောင့် စစ်စင်ရေးပြုလုပ်ကဲထုတ်ခဲ့တာဖြစ်တယ်လို့ CNF CNE ပြောရေးဆိုခွင့်ရှိသူဆက်လိုက်ထက်ဒီကသတင်းဌာနကိုပြောပါရယ်ကျွန်တော်တို့အကျဉ်းသားတွေကိုဖမ်းထားလို့စစ်စင်ရေးလုပ်ကဲထုတ်ခဲ့တာပါတိုက်ပွဲကမနက်3နာရီကနေ4နာရီခွဲအထိဖြစ်တယ်အဲ့ဒီမှာအကျဉ်းသားအဖြစ်ဖမ်းခံထားရတဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဒီတန်တရကောက်ွယ်ရေးတပ်ဖွဲ့ဝင်9ယောက်ရဲ့အရက်သား10ယောက်ရဲ့ကိုကဲထုတ်နိုင်ခဲ့တယ်တိုက်ပွဲတနားခွဲအတွင်းကျွန်တော်တို့ဘက်ကလုံခြုံချုံမှုစွာနဲ့အောင်မြင်စွာစုခွာနိုင်ခဲ့တယ် တိုက်ပွဲအတွင်းစေအုပ်စုဘက်က9ဦးကြဆုံးပြီး CDF ဟာခါကရဲဘော်2ဦးကြဆုံးခဲ့ကြောင်းနဲ့စေအုပ်စုဘက်ကလက်နက်အချို့ကိုလည်းချင်းတော်လန်ရေးတပ်ဖွဲ့တွေကရရှိခဲ့တယ်လို့ဆက်လိုက်ထက်နီကပြောပါတယ်။ကြားပြင်စေအုပ်စုလေချောင်းခန့်နဲ့အရက်သားပြည်သူတွေကိုဦးတည်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့လေချောင်းအနေရကိုပို့ပြီးတည်ထားကြဖို့ကိုလည်း CNF CNA ပြောရေးဆိုခွင့်ရှိသူဆက်လိုက်ထက်နီကအတိအပြေပြောဆိုထားပါတယ်။ ဆက်လက်ပြီးမုံရွာမြို့စူတောင်ပြည့်ဖရာပွဲစတိန်ရှုံမှပွဲကြီးပြန်လာတော့လူငယ်30ကျော်ကိုစစ်တပ်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်ကန္နာလန့်ပေါ်ရှိစူတောင်ပြည့်ဖရာပွဲတွင်ရှိုးပွဲကြီးပြီးပြန်လာတော့လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမုံရွာ Rock Information MRI မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘလ73ရက်နေ့မုံရွာမြို့ပေါ်တွင်ကန်နာလန်ပေါ်ရှိစူတောင်းပြည့်ဖရာဘွဲတွင်ရှိုးဘွဲကြည့်ပြီးပြန်လာတော့လူငယ်30ကျော်ကိုအိမ်စီက၅စီးဖြင့်အကြံဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ထိုကြံဖက်စစ်ကောင်စီတပ်သားများရင်ပေါ်တာဆွဲဖမ်းဆီးခံရသူများမှာမုံရွာမြို့ပေါ်တွင်နေထိုင်လျက်ရှိသောလူငယ်များဖြစ်ပြီးအသက်20အရွယ်ကနေအသက်30အရွယ်ထိရှိသောလူငယ်များဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးတွေမင်းညကကန်နာလန်မှာလူငယ်ခံမှန်းကြီး30လောက်ရှိပါမယ်။ သွားတယ်လို့ကြားတယ်။စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်တွေကတော့အသက်အရွယ်တွေကတော့ခံမှန်းကြည့်20အရွယ်ကနေအသက်32အရွယ်တွေဖြစ်ပေါ်များတယ်။အမျိုးသားလားအမျိုးသမီးတွေလားဆိုတာတော့မသိရသေးဘူး။လူငယ်တွေကတော့မျိုးရေးပိုင်းကလူငယ်တွေပဲဖြစ်မိ။လက်ရှိမှာစစ်ခွေးတွေကလူငယ်တွေကိုဗမာဖမ်းထားလေးဆိုတာကိုတော့မသိရသေးဘူးဟုမုံရွာ Bro Information MRI မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ပုံမှန်အားဖြင့်လေမုံရွာမြို့ပေါ်တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လျက်ရှိပြီးအထူးသဖြင့်မြို့အဝင်ထွက်ခိညာတွင်ဖမ်းဆီးခြင်းညပိုင်းရက်ကွက်များတွင်အစည်းအဝေးအကြောင်းပြ၍ဝင်ရောက်ဖမ်းဆီးခြင်းနေ့အချိန်မြို့အတွင်အင်စီကားများဖြင့်လှည့်လည်ပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်မြို့ဝင်ထွက်တွင်မှပုံမှန်သူတို့စစ်ပြီးဖမ်းနေတာညပိုင်းအစည်းအဝေးစစ်မယ်ဆိုပြီးဖမ်းတာလည်းရှိတယ်နေကင်းအချိန်အင်စီကားတွင်လည်းလှည့်လည်ဖမ်းတာလည်းရှိတယ် အဖမ်းများဆုံးကလားကုံပိုင်းနဲ့လားအစာပိုင်းမှာအများဆုံးဖမ်းတဲ့ဟူမုံရွာမြို့မှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကရှင်းပြပါတယ်။မုံရွာမြို့နယ်တနယ်လုံးအနေဖြင့်တလားလျင်အနည်းဆုံးလူငယ်900နီးပါးစစ်မှုတန်းအဖြစ်ဖမ်းဆီးခံရပြီးလူငယ်များကိုဖမ်းဆီးငွေညှစ်မှုများလည်းဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းမုံရွာမြို့ကံများချမ်းမှစုံစမ်းသိရှိရပါတယ်။